မျိုးမျိုးသောချစ်ချင်းမြတ်တာတွေအကြောင်းဓပ်ပုံတွေနဲ့ပုံဖော်ဖန်တီးကြတဲ့ခုနှစ်ချိန်မြောက်ရန်ကုန်ဓပ်ပုံပွဲတော်ရဲ့ I love you ဓပ်ပုံပြပွဲကို February 23ရက်နေ့ကနေ20အထိ Junction Square မှာပြသနေပါတယ်။ရန်ကုန်ဓပ်ပုံပွဲတော်ရဲ့ဒီနှစ်ခေါင်းစဉ်ကဘာလဲ?ချစ်ချင်းမြတ်တာကိုပွဲတော်ရဲ့အထူးအကြောင်းအရာဖြစ်သတ်မှတ်ထားတာကြောင့်ချစ်သူစုံတွေမိသားစုမောင်နှမသားချင်းတွေကြားကချစ်ချင်းမြတ်တာအပြင် ဘုကျောင်းအောင်ဆန်းလိုခေါင်းဆောင်နဲ့ပြည်သူတွေကြားကမြစ်တာတရားကိုပါဓပ်ပုံဆရာတွေပေါင်းပြီးဖော်ထုတ်ပြသထားပါတယ်လို့ပွဲတော်ရဲ့အမှုပညာဒါရိုက်တာကဆိုပါတယ်ချစ်ချင်းမြစ်တာဆိုတာလူသားအားလုံးရဲ့အလိုအဆုံးအရာဆိုတာကိုစေခံပြီးပြသထားတယ်လို့ပြောပါတယ် It's Valentine's Day, and uh, this year the, the topic, the theme of the Yangon Festival is I love you. Today we are exploring all the other meaning of love. Couple romantic love, love in the family and also love for the big leaders. Uh, Bojo Kong San uh, 100th uh, anniversary. We are also having a big exhibit at the French Institute about uh, Bojo Kong San. သူအနေနဲ့ရန်ကုန်ရောက်ခါစားကလူတွေအားလုံးလူလူနေအပူနဲ့မိုးကိုကာကွယ်ဖို့ထီးတွေအမြဲယူသွားတာတွေ့ရပြီးချစ်သူဇုံတွဲတွေတွေ့ဆုံရမှာလဲထီးတွေသုံးဆွဲကြတာနိုင်ငံသားတစ်ယောက်အတွက်စိတ်ဝင်စားစရာကောင်းလို့ဒီပြပွဲမှာ From the first time I arrived in, uh, in, Myanmar many years ago, I remember that people uh, were many, many years ago walking in the center of downtown Yangon always with an umbrella, either for the sun or for, for the rain, a bit like with great allure, city of London. Also, I was able to see that the lovers are using an umbrella to keep a little bit of privacy. <laughs> လာကြည့်သူတွေအံ့အားတင်သွားသလိုအထူးကအကြောင်းအရာကလည်းချစ်ချင်းညစ်တာဖြစ်ပြီးထီးနဲ့ဇုံတွဲတွေများလို့ရှက်တလူလူဖြစ်သွားကြတယ်လို့ I love you ဓာတ်ပုံပြပွဲမှာလာကြည့်သူတွေကိုဓာတ်ပုံတွေရိုက်ပေးတယ်မီကိုနိုင်ကဆိုပါတယ်ဒီနေ့ကတော့စင်တာမှာပြရတာပထမဆုံးအကြိမ်ပါစင်တာမှာကတော့အရင်နှစ်တွေကတော့သူ front institute ပြည်သူ့အကြိမ်ခဏပါပဲပြလိုက်တာရှိရပါစင်တာမှာပြတော့ဝင်လာတဲ့သူတွေရဲ့ response ကတော့ ကောင်းပါတယ်သူကအရင်ဆုံး surprise ဖြစ်သွားတယ်ဒီလိုနေရာမှာ photo exhibition ကိုသူတို့တိတ်မမြင်ဘူးသေးဘူးထင်တယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒါကျွန်တော်တို့အရင်စိတ်မှသေးတယ်အဲဒါနိုင်ငံတွေမှာတော့ shopping center တွေမှာ photo exhibition ပြနေကြရမယ်ကိုကိုစီမှာဒါပထမဦးဆုံးလို့ဖြစ်တော့ပြီးတော့ theme ကလည်း latin ဆိုတော့ ठी လေးရင်းနေဆိုတော့လေရှက်သလိုဖြစ်ဖြစ်သွားကြပါတယ်